မင်္ဂလာပါရှင်ကျမတို့ငူခတ်တာပါ TV ုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာစစ်တပ်စီကိုအမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ငွေကြေးနဲ့ထောက်ပံ့တဲ့နိုင်ငံတကာဗန်နာငွေတွေမရောက်ရှိစေရအတွက်ရည်ရွယ်တဲ့မြန်မာအတွက်ရန်ပုံငွေတစ်မပေးရဥပဒေကြမ်းတစ်ရက်ကိုအမေရိကန်အောက်လွှတ်တော်ကအခုသတင်းပတ်အတွင်းအတည်ပြုလိုက်ပါတယ် the no new fund for Burma art law အမည်ပေးထားတဲ့ဒီဥပဒေကြမ်းဟာအပြည်ပြည်ဆိုင်ရာပြည်လည်ထူထောင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဘဏ် IBRD ကနေမြန်မာနိုင်ငံအတွက်ငွေကြေးထောက်ပံ့မှုအသစ်တွေနဲ့ထုတ်ပေးမှုတွေကိုဆက်လက်ရပ်ဆိုင်ထားဖို့အတွက်အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကိုညွှန်ကြားထားတာပါ ဥပဒေကြမ်းကိုဥဆောင်တင်သွင်းသူအောက်လွှတ်တော်အမတ်ရန်ကင်ကအယက်သားတွေကိုအကြမ်းဖက်ရွေးကောက်ပွဲအတူရောက်နေကျင်းပပြီးတရုတ်နဲ့ရုရှားအတွက်အကြမ်းခံလုပ်ပေးနေတဲ့တရားမဝင်နိုင်ငံသားစစ်တပ်တစ်ခုကိုအမေရိကန်အခွန်ထမ်းတွေရဲ့ပတ်စံနဲ့ထောက်ပံ့စရာအကြောင်းမရှိပါဘူးလို့ထုတ်ပြန်ချက်မှာပြောပါတယ်ဒီဥပဒေကြမ်းအတည်ပြုဖို့ကတော့စီနေအထက်လွှတ်တော်ရဲ့အတည်ပြုချက်လိုအပ်နေသေးတာဖြစ်ပြီးနောက်ဆုံးမှာသမ္မတထရန့်ကအတည်ပြုလက်မှတ်ရေးထိုးပြီးရင်တော့ဥပဒေတရအဖြစ်အသက်ဝင်လာမှာဖြစ်ပါရဲ့ရှင်။ အင်ဒိုနီးရှားမှာကျင်းပတဲ့ဆွေးနွေးပွဲမှာအာနာသိန်းစစ်တပ်ရဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့တာမရှိဘူးလို့အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ကဒီဇင်ဘာလ3ရက်နေ့မှာအသိပေးထုတ်ပြန်ပါတယ်။အင်ဒိုနီးရှားနိုင်ငံမြန်မာနိုင်ငံဆိုင်ရာအထူးတပ်တမန်ရုံးကနေအင်ဒိုနီးရှားနိုင်ငံမှာလုံမဲ့အလုံယုံဆွေးနွေးပွဲဖိတ်ကြားချက်ကို2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့ရက်စွဲနဲ့လက်ခံရရှိခဲ့ပြီးတဲ့နောက်ဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်တခြားပါဝင်မဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကိုတည်တည်ကြာကြာသိရှိနိုင်ဖို့အတွက်ပြန်မေးမြန်းခဲ့တယ်လို့ဆိုပါရစေ။ ပြန်ဖြေကြားချက်အရဖိတ်ကြားတာမှာစစ်ကောင်စီကိုယ်စားလှယ်တွေလုံးဝမပါတာတေချာမှပဲ NUCC အတွင်းဆွေးနွေးဆုံးဖြတ်ပြီးကိုယ်စားလှယ်ဆီလုခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်ဒီစနေ့ဘက်မှာ NUCC အဖွဲ့ဝင်တွေအပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ယူရိုဘားမယုံကဦးဟန်ညောင်ဝင်းနဲ့တိုင်းသားအဖွဲ့တွေဖြစ်တဲ့ KNU, CNF, PNL PNFC တို့တက်ရောက်ခဲ့ပြီးမြန်မာစစ်ကောင်စီတပ်ကဗိုလ်ချုပ်စိုးနိုင်ဦးဦးဆောင်တဲ့အဖွဲ့တက်ရောက်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာပါရှင်။ကင်းဒီမျိုးသားများကာကွယ်ရေးတပ် KNDF တရင်အမှတ်14ကတက်ဆုမှုခူလို့ရတဲ့ဟာနိုဝင်ဘာလ30ရက်နေ့ကရှေ့တန်းတနေရာမှာစစ်ကောင်စီတပ်ကိုတော်လှန်ရေးကြဆုံးခဲ့ရတယ်လို့တရင်14ကဒီဇင်ဘာလ4ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ တက်ဆုံမူခုလော်ရဲဟာရှေတန်းတိုက်ခိုက်ချေမုံရီမှာဆက်ရထက်တန်ခဲ့သူဖြစ်ပြီးလွိုက်ကော်မြို့နယ်ကတိုက်ပွဲတစ်ခုမှာကြာဆုံးခဲ့တာလို့သိရပါဗယ်ခုလော်ရဲဟာ2021ခုနှစ်ဒီဇင်ဘာလ18ရက်နေ့ကစပြီး KNDF တရဲအမှတ်14ကိုဝင်ရောက်လာကပေးရတဲ့တာဝန်တွေကိုခြေမြအောင်ထမ်းဆောင်ခဲ့သူဖြစ်တဲ့အပြင်တက်ဆုံမူပြီးပြီးရဲဘော်တွေနဲ့အတူစစ်ကောင်စီတပ်ကိုရွရွချွန်ချွန်တိုက်ခိုက်တွန်းလှန်သူဖြစ်တယ်လို့တရင်ပြန်ကြားရေးတာဝန်ရှိသူကပြောပါဗယ် တိုင်းပြည်နယ်ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက်အသက်ကိုပေးအပ်သွားတဲ့အပေါ်ကျန်းရေးသူမိသားစုနဲ့အတူထတ်တူဝမ်းနဲ့ကြေကွဲရပြီးအာဇာနည်တရားကောင်အဖြစ်အတိမတ်ပြုမှတ်တမ်းတင်တယ်လို့ KNDF ကဆိုပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ကကရင်နီပြည်နယ်တဲကိုစစ်ကြောင်း၅ခုထပ်မင်းထိုးစစ်ဆင်နေတဲ့အတွက်တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်ရှင်။ ရွှေကောက်ပွဲကျင်းပမယ့်ဘောလခဲမြို့မှာစစ်တပ်ကတပတ်တစ်ချိန်အင်တာနက်လိုင်းတွေပြန်ဖွင့်ပေးနေပြီးမြို့ကနေဆုံးခွာသွားတဲ့သူတွေကိုနေရက်ကိုပြန်လာကြဖို့လိုက်လံနှိုးဆော်နေတာတွေလှုံ့ဆော်နေပါတယ်ဒီသတင်းကို Morris ကပေးပို့ထားတာပါရှင်ဒီဇင်ဘာ28ရက်နေ့မှာစစ်တပ်ကကျင်းပမယ့်ရွှေကောက်ပွဲအပိုင်း1ကို Greenie ပြည်နယ်ကမြို့တော်လိုက်ကွန်နဲ့ဘောလခဲမြို့မှာကျင်းပမယ်လို့ UEC ကထုတ်ပြန်ကြေညာထားပါတယ်မဲဆွေစီယုံကာလအဖြစ်အော်တိုဘာ28ရက်နေ့ကနေဒီဇင်ဘာ29ရက်နေ့ထိရပောင်း60 UEC ကခွင့်ပြုပေးထားပါတယ် အဲ့ဒီကာလအတွင်းမြို့တော်လွိုက်ကောမှာတော့နိုဝင်ဘာလစတဲ့ကမဲဆွယ်စီးယုံတာတွေလုံနေတယ်လို့အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတယ်။ဘောလခဲမြို့မှာတော့နိုဝင်ဘာနောက်ဆုံးပတ်ကစပြီးနေရက်ဆွတ်ခွာသွားတဲ့သူတွေကိုစစ်တပ်ကရွေးကောက်ပွဲအမိနေရက်ပြန်လာကြဖို့လိုက်လံနှိုးဆော်နေပြီးတပတ်တစ်ချိန်အင်တာနက်လိုင်းတွေပြန်ဖွင့်ပေးနေပြီလို့လက်ရှိဘောလခဲမြို့တွေကခြေနေတွေကိုမြို့ခံတယောက်က TVP ကိုရှင်းပြပါဗျ။အဲ့တော့ရဟာဒီဘာဒီစင်းနဲ့အာသူလည်းစင်းလာတယ်သူက ကတော့အောင်ဆောင်ပစ္စည်းပါမယ်ပြီးတော့ရိတ်ခတိုင်းလည်းပါမယ်ဒီနေ့ကြာတယ်မှာတော့ကတော့ဖီယိုနီနေတဲ့လော်ဒါရီကိုဒီစားစတာကုန်လေကိုစီးချလောင်ပြီးတာတော့ပြီးတော့တပတ်တခင်းနေကျင်းကိုအလိုက်နေပြီးပြီးတာတော့ပြီးတော့လိုက်ပြီးပြီးပြီးတော့အန်ပစံမီတာစုတွေအပြောင်းဝင်လာဖို့အဲ့လိုမျိုးစီးနေတော့ရှိတော့ဆက်ဆက် ဝလခဲမျိုးရဲ့အနီးနားကမက်စလက်တောင်စခုံးကန်းကိုနိုဝင်ဘာနောက်ဆုံးအပတ်မှာစစ်တပ်ကပြန်သိမ်းခဲ့ပြီးတဲ့နောက်စစ်ကြောင်းနှစ်ကြောင်းခွဲကအနီးနားပတ်လည်ရွာတွေကိုနေမြေရှင်းလင်းဝင်နေလို့ဒေါ်လိုင်းတက်တီနဲ့လည်းထိတွေ့မှုဖြစ်နေပါတယ်ဝလခဲမျိုးထဲမှာလက်ရှိခမာယာ၄၂ကိုခမာယာ၄၃၃ညနဲ့ခလာယာ၃၃၇တက်တီကြံနေသေးပြီးရှမ်းပြည်နယ်အခြေဆိုင်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စာကခနှင့်လက်အောက်ခံတိုင်ရင်းအချို့ကို အားဖြည့်ထားပြီးတော့ပြည်သူအယောက်200လောက်မျိုးထဲမှာကျန်နေသေးတယ်လို့တော်လိုင်းတပ်ပေါင်းစုဘက်ကသုံးသပ်ထားပါတယ်။လက်ကလောမျိုးထဲမှာမဲဆွန်နေတယ်လို့လုံချုံရေးပိုင်းကိုပူတင်းချက်ထားတယ်လို့ပေါ်လခန်းမျိုးခန်ကဆက်ရှင်းပြပါတယ်။ဟောစာတို့လုံချုံရေးချက်ထားတယ်ကဘယ်လိုဒီနေ့လည်းကျွန်တော်ပြောလို့မရဘူး။ဘာသာဝါရတချောင်းတို့တော်လာတဲ့တချောင်းရဲ့ဟိုကဒီတော်ကြီးခွေးတဲ့တချောင်းအခုအာမစလန်တော့မှတစ်ဖက်ကျတော့ဆလူကဘောလခဲကိုလီဘယ်လီတာခါလာတာပါ။ ပေါ်လခဲနာတဝိုင်းမှာရှိနေတဲ့ DBB ရဲ့စစ်ရေးရေးမြစ်ကိုဆက်သွယ်မေးမြန်းကြည့်ရရွာသေးဘက်ကစစ်ကြောင်းဟာတော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့ဝမ်မလန်စခန်းကိုပြန်ယူဖို့စူးစမ်းနေတယ်လို့ဆိုပါတယ်။ဆက်သွယ်ရေးခက်ခဲတဲ့ကြောင့်စစ်ရေးရေးမြစ်ရဲ့ပြောပြချက်ကို DBB သတင်းတော့ကအတန်းစားထုတ်ဖတ်ထားပေးပါတယ်။ဒီပေါ်လခဲရဲ့မလန်မကန်ရောက်တဲ့နေရာမှာတော့စစ်တပ်ကခြေကုပ်ယူထားပြီးဘယ်လိုတွေ့ရလဲဆိုတော့ခြေကုပ်ယူထားရင်စစ်တပ်ကတဖြည်းဖြည်းဆက်တိုးလာတယ်။ကျွန်တော်တို့ကလည်းသူမတိုးလာနိုင်အောင်ပိတ်ထားတယ်။ ပြည်သူ့လွတ်တော်နေရာအတွက်ဘော်လခဲမဲဆန္ဒနယ်ကနေကြမ်းခိုင်ပါတီပြည်သူ့ရှေ့ဆောင်ပါတီတိုင်းသားစီလုံးညီညွတ်ရေးပါတီနဲ့ကရားပြည်နယ်ပြည်သူ့ပါတီစတဲ့လေးပါတီကဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပြီးရွေးကောက်ပွဲအပိုင်း1တွင်ကရင်နီပြည်နယ်ကမဲဆန္ဒနယ်အသီးသီးကနေဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ၄ခုကရွေးကောက်ခံမဲ့ကိုယ်စားလှယ်လောင်း89ဦးရှိတယ်လို့ဒေတာတွင်းမီဒီယာတွေရေဖော်ပြချက်ရသိရပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ တရုတ်စီးပွားရေးရုံးကန်နေရချိန်မှာသမရရှိချင်းဖြစ်အနေနဲ့နေချဲ့ဖို့ပဲစဉ်းစားမနေပဲနဲ့ပြည်သူတွေရဲ့လူမှုရေးဘဝတွေမြင့်တင်ဖို့ပဲအာရုံစိုက်ဖို့မျှော်လင့်နေလို့ထိုင်ဝမ်သမရလိုင်ချင်းတဲကနယူးယောက်တိုင်းသတင်းစာနဲ့အင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပါတယ်။ထိုင်ဝမ်စီးပွားရေးဟာဒီနှစ်ထဲမှာ9.38ရာခိုင်နှုန်းတိုးတက်မယ်လို့ခန့်မှန်းထားပြီးတရုတ်စီးပွားရေးကတော့4ရာခိုင်နှုန်းထက်နည်းနည်းလေးပဲပိုတိုးမယ်လို့ခန့်မှန်းထားကြောင်းလိုင်ကထောက်ပြပါဗျာ။ တရုတ်ကရင်ဆိုင်နေရတဲ့စီးပွားရေးစိန်ခေါ်မှုတွေကိုကင်တွယ်ဖြစ်ရှင်းတာမှာထိုင်ဝမ်ကအကူအညီပေးပူးပေါင်းဆောင်ရွက်ပေးဖို့ဆန္ဒရှိတယ်လို့လည်း Like New York Times သတင်းစာရဲ့ Deal Book Summit Interview Season မှာပြောကြားခဲ့ပါတယ်ရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်။